ြည်ထောင်စုသမ္မတမြန်မာနိုင်ငံသောအမျိုးသားညီညွတ်ရေးအစိုးရငလျင်ဘေးတင်ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထိုးစစ်ခေတ္တရစဲရင်နဲ့အရေးပေါ်ကူညီရေးအစီအစဉ်ကြေညာချက်2025ခုနှစ်မလ29ရက်2025ခုနှစ်မလ28ရက်မြန်မာစံတော်ချိန်မိုးလယ်12:50မိနစ်ဝန်းကျင်တွင် မြန်မာနိုင်ငံစကိုင်းမြို့၏အနောက်မြောက်ဘက်16ကီလိုမီတာအကွာတွင်အင်အား9.8ပမာဏရှိအလွန်အင်အားပြင်းသောငလင်းငလင်းအတန်းစားအရငလင်းကြီးမေချာအခွင့်နှင့်နောက်ဆက်တွဲငလင်းငယ်များလှုပ်ခတ်ခဲ့မှုကြောင့်စကိုင်းမန္တလေးပဲခူးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့တွင်အိမ်နှင့်အဆောက်အအုံများစီရီဖျားများပလီများကြောင်များလန်ဒရာများပြိုကျပျက်စီး၍ပြည်သူထောင်နှင့်ချီတည်ဆုံကတောင်းနဲ့ချီတန်ရရှိခဲ့ပြီးလူပေါင်းများစွာအရေးပေါ်ကိစ္စကုသပေးရန်လိုအပ်လျက်ရှိသည် ငလင်တန်းကြောက်ပြိုကျပျက်စီးနေသောအိမ်အဆောက်အဦးနှင့်လုပ်ငန်းခွင်များတွင်ပိတ်မိနေသည့်ပြည်သူများကိုအရေးပေါ်ကယ်ဆယ်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ငလင်ဘေးတင်ဒေသများတွင်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝန်ကြီးဌာနပြည်သူ့ကာကွယ်တမတော်အနေဖြင့်မိမိကိုယ်ကိုခုခံကာကွယ်စစ်မှတပါထိုးစစ်အားလုံးကို30ရက်3လ2025ရက်နေ့မှစတင်ကနှစ်ပတ်ကြာရနာထားမည်ဖြစ်သည် ကုလသမဂ္ဂကူညီကေဆေးအဖွဲ့များနိုင်ငံတကာအဖွဲ့အစည်းများ INGO အများအနေဖြင့်ငလျင်ဘေးတင်ပြည်သူများအထက်အရေးပေါ်ကေဆေးနှင့်ကုသရေးလုပ်ငန်းများအမြန်ဆုံးကူညီဆောင်ရွက်ရန်ဖိတ်ခေါ်တိုက်တွန်းပါသည်အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်နယ်မြေများတွင်ကုလသမဂ္ဂကူညီကေဆေးအဖွဲ့များနိုင်ငံတကာအဖွဲ့အစည်းများ INGOs များအရေးပေါ်ကေဆေးနှင့်ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးတည်ယူပို့ဆောင်ရေးနှင့်ယာယီကေဆေးကုသရေးစခန်းများဖွင့်လှစ်ရေးတို့ကိုတာဝန်ယူပူးပေါင်းဆောင်ရွက်မည် စစ်ကောင်စီထိန်းချုပ်နေမည်များဖြစ်သောမြို့ကြီးများတွင်လုံခြုံရေးအာမခံချက်ရှိပါကအမျိုးသားညီညွတ်ရေးအစိုးရနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသောစီဒီအန်ကျွမ်းကျင်ဝန်ထမ်းများအနေဖြင့်နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်၍ငလျင်ဘေးသင့်ပြည်သူများအထက်အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများဆောင်ရွက်သွားမည်။ နိုင်ငံတော်ငလင်ဘေးတင်ပြည်သူများနဲ့အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်နေမည်ရှိငလင်ဘေးတင်ပြည်သူများဖြစ်နိုင်သည့်နီလန်ပေါင်းစုံဖြင့်အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ကနအူးတွင်အမေရိကန်ဒေါ်လာတသန်းရထားသုံးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်တော်လိုင်းအင်အားစုများမဟာမိတ်အဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများနှင့်အတူတူလက်တွဲကာပြည်သူ့မှပြည်သူတို့အစီအမံဖြင့်ကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုအစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည် တိုင်းသားပြည်သူတရလုံးအနေဖြင့်လည်းငလျင်ဘေးတင်ပြည်သူများအတွက်အရေးပေါ်ကူညီကစေလုပ်ငန်းများတွင်အမျိုးသားညီညွတ်ရေးအစိုးရတော်လိုင်းအင်အားစုများနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားရန်တိုက်တွန်းအပ်ပါသည်အမျိုးသားညီညွတ်ရေးအစိုးရ